မင်္ဂလာပါယနေ့အတွက်မြန်မာသတင်းနှင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမပုတ်တုစူးစီး တင်ဆက်ထားတာပါနေဦးတော်လည်းရေကိုကမ္ဘာနိုင်ငံတည်တည်ကမျက်နှာသာမပေးလို့စိတ်ပြေအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကော်မတီစီဝေးမှာဝင်ကြီးချုပ်မန်းဝဲခန့်တက်ကပြောကြားပါတယ်တဲ့အခုကြပါတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုရမယ်တဲ့ ။ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိတီမောနိုင်ငံအရှိတီမောဆိုလို့ရှိရင်လေဟာဇင်မာအောင်ကအရှိတီမောနဲ့တွားတွေ့တယ်။သူတို့ NUG ကိုအရှိတီမောကတရားဝင်အစိုးရဖြစ်အတိမဲ့ပြုရဲဆိုပြီးသူအားရဝန်သားဖြစ်ကြတယ်။အခုလည်းရှိအရှိတီမောမှာရှိတယ်အနုကြည်ရဲ့ကိုယ်စလဲနှစ်ယောက်ကိုအရှိတီမောက ခွေးမောင်းတယ်လို့မောင်းထုတ်လိုက်တဲ့ကသူတို့အမှရင်းထဲမှာရမခန့်စားဖြစ်ရမခန်းစားသူမမြင်နိုင်နဲ့အသေးလေးကအတွင်းကြီးအဲ့လိုသူကအတွင်းကြီးဖြစ်တယ် အရှိတီမောကသူတို့ကိုခွေးမောင်းတယ်လို့မောင်းထုတ်လဲကသူတို့ကအလွင်ကြီးဖြစ်နေတာဖြစ်နေတာကိုအခုကြမှာအန်ယူဂျီဘိုဟိုကော်ပိုရေးစီဝေးမှာတခြားနိုင်ငံတွေကကိုရီမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီငွေဦးတော်လိုင်းကိုတော့တိုက်ရပါမယ်ဆိုတော့အတွေးပြီးလာတော့မယ်လို့ပြောခဲ့တာဘသူတွေလဲဟမ်တစ်ချိန်လုံးပြောခဲ့တာအတွေးပြီးလာနေပြီလို့ပြောခဲ့တာဘသူတွေလဲအတွေးပြီးလာပါဆိုပြီးအမေရိကန်တန်ယုံရှင်မှာစိုက်ပုတ်တွေကင်ပြီးအတွေးပြီးလာပါလို့သွားပြီးတော့ ုးချောက်အတနာခံကိုနိုင်ငံကို အာတုပြီးလက်ထဲထိုးအပ်ခဲ့တာဘာတူဒီလဲအန်ယူဂျီဝင်းကြီးဒေါက်တာဆဆာဘာပြောခဲ့လဲခင်ဗျားတို့ကအခုကမှလေအာဘောမာကြီးကအတိုင်းမျိုးကိုတရုတ်လက်ထဲထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကို အာတုပြီးလက်ထဲထိုးအပ်ခဲ့တာလေအရေးဆုံးခင်ဗျားတို့အရင်ဆုံး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီ။ဒါကြောင့်မြန်မာနိုင်ငံကိုအာတုပြီလာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတုပြီလက်ထဲကိုထိုးအပ်ရောင်းစာထိုးကြွေခဲ့တာခင်ဗျားတို့အရင်ဆုံး နော်အာဓုပြီလာနေပြီလို့ပြောခဲ့တာခမရတော့အခုကြာမှ၅နှစ်အချိန်ကြီးလွန်ခဲ့ပြီ၅နှစ်တိုင်းပြည်ကြီးပျက်စီးသွားပြီ၅နှစ်ကလေးတငယ်ပေါင်း800တန်းနေပါပညာသင်ကြားခွင့်ဆုံးရှုံးသွားပြီ၅နှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းတန်းနဲ့ချီပြီးတော့ဒုက္ခတဲ့ဘဝရောက်သွားပြီလူပေါင်းတောင်းနဲ့ပိတ်နဲ့ချီပြီးသေခြေပျက်စီးခဲ့ရပြီ ဒီလောက်တိုင်းမြေမွဲပြကြမှာခင်ဗျားတို့ခုမှအတိတရရကြတယ်။တစ်ချိန်လုံးအာတူးပြီလာတော့မယ်အာတူးပြီလာနေပြီဆိုပြီးတော့အာတူးပြီအာကိုမအေးလို့တယ်အခုကြမှာနိုင်ငံသားကိုအားကိုးနေလို့မရပါဘူးကိုအားကိုကိုးရမယ်တိုင်းပြည်ဒီဒီစတိတ်ဖြစ်ပြီးတော့ကလေးတငယ်ပေါင်း9ပန်းနီးပါပညာသင်ထားခွင့်ဆုံးရှုံးပြီးတော့ နိုင်ငံလူဦးရေရဲ့နော်အနည်းဆုံး60ရာခိုင်နှုန်းလောက်စစ်ပေးဒုက္ခတဲ့ဘဝရောက်နေတဲ့အချိန်ကြမှာခင်ဗျားတို့နှောင်းနှောင်လာရကြတယ်။နော်ရှင်တို့အသက်ကြီးပြီးတေကာကြီးတဲ့လူတွေကအခုကြမှာနှောင်းနှောင်လာလူပြုံးဆစ်ရှုံတိုင်းမြေကြီးဖို့ပိုးညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးဆစ်လဲရှုံတဲ့အချိန်ကြမှာခင်ဗျားတို့ကအာမတန်မန်လျှော့ပြီးအာတုပီမလာမန်တိလို့နိုင်ငံခြားကိုအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာ။ကျမဝဘတုမဟာသွေးက 2020ရွေးကောက်ပွဲပြီးပြီးနောက်နှစ်ရက်အတွင်းမှာတည်းကအတူပြီးမလာပါဘူးလို့ပြောခဲ့တာ။နောက်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက်နောက်ပြမရွေးကောက်ပွဲပြီးပြီးနောက်တစ်ရက်မှာ NLD ပါတီကနိုင်တယ်ဆိုတော့တော်တော်များများကစိတ်တက်တေကြအားရင်းနေစိတ်တေပြက်ပြီးတချို့တို့ဓမင်းအောင်မစားနိုင်ကြတဲ့လူတွေရှိ။အဲ့ဒီချိန်မှာနိုဘယ်မှာရှိရနေရွေးကောက်ပွဲပြီးတယ်မလား။ကျွန်မနိုဘယ်မှာဆယ်ရက်နေမှာ live လွှင့်ပြီးပြောခဲ့တယ်။ ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲ2020ရွေးကောက်ပွဲမအောင်မြင်ဘူးကျွန်တော်တို့ကနေပြီးတော့တက်မရော်ကာကွယ်ရေးဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းပပေးပါလို့ကျွန်တော်တို့မှတောင်းဆိုရမယ်တက်မရော်ကာကွယ်ရေးဦးစီးချုပ်ကအဲ့တော့ကျွန်တော်ပြောခဲ့တယ်တော့တော့ရှေ့ချဦးပါအာပုံမှန်20ဆလုံးလို့เนาะပုံမှန်အာပုံမှန်၄တက်ခွန်အရာပုံမှန်၄တက်ရှိအရာ 2008ခြေဥကို40ခန်းငယ်ရစစ်တပ်ကကာကွယ်ရမယ်တောင်းဝန်ရှိရဒါကြောင့်မလို့တမရော့ကာကွယ်ဦးစီးချုပ်ကရွေးကောက်ပွဲပြန်တင်းမပေးပါလို့ကျမတို့တောင်းဆိုရမယ်တချို့ကနော်ဒေါအောင်ဆန်းစုကြည်ကငင်းငယ်ရေးနိုဘယ်ဆုရှင်ကြီးမူလို့စစ်တပ်ကဖမ်းလို့မရဘူးငင်းငယ်ရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူးပြည်လာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူးပြည်ဆိုတာက စစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျမအဲ့ဒီအချိန်ကြီးကပြောခဲ့တယ်အဒူဘီဆိုတာကနောက်ွယ်ကအရေးရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်။ဒါကြောင့်မလို့သူတို့က တို့အတွက်စီးပွားရေးရအမျက်ကြံတဲ့နေရာမျိုးမှာသာအတူပြီးလုပ်တယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတို့လာလို့စီးပွားရေးအမျက်မကြံဘူး။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအတူပြီးလာမှာမဟုတ်ဘူးလို့2020ရေကောက်ပွဲပြီးပြီးချင်းကကျွန်မက live လွှင့်ပြီးနိုင်ငံရေးအဲ့လိုကျွန်တော်ပြီးတုံတက်ခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်မနဲ့အရင်ရင်းနှီးပါတယ်ဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှကျွန်မပြောတာကိုမယုံဘူး။ဘာလို့လဲဆိုတော့ အာရွေးကောက်ပွဲကိုနော်အာဒီမဲစင်းတွေကိုတမတော်ကာကွယ်ဦးကြီးချုပ်ကဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့တောင်းဆိုလို့မရဘူးကျွန်မပြောတာမှားနေပါတယ်ဆိုပြီးတော့နော်လက်ရှိမှာဆိုသူတို့ကိုသူတို့လက်ရှိမှာတချို့လူတွေကပါတီအကြီးအကဲတွေတောင်ဖြစ်နေကြပြီ အဲ့ဒီချိန်တုန်းကကျွန်မပြောတဲ့စကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူလေးအခုလက်ရှိတက်မတော်ကခွေဦးစည်းချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတော့ခင်ဗျားတို့အရင်ဆုံးရွေးကောက်ပွဲဝင်ဖို့အရင်သွားနေကြတယ်နော်နိုင်ငံရေးလေးလာတုံးတဲ့လေဆိုရင်အဲ့လိုတုံးတက်ရတယ်ကျချိုကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျမကိုကြီးတွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာ ကျမရဲ့ဗီဒီယိုဖိုင်တွေကိုဖြန့်ညက်ကန့်လုပ်နေတဲ့ကောင်းလေးကောင်းမတွေအဲ့ဒီလိုစီးရင်နိုင်ငံရေးသုံးသပ်နိုင်တဲ့အရေးချင်းမရှိဘူးဆိုတော့ခမရတို့မုန်းလဲမတက်နိုင်ဘူးเนาะဘသူမုန်းမုန်းမလို့သူတွေမုန်းပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေကျမအမြဲတမ်းလက်ခံထားရကျမအမြဲတမ်းလက်ခံထားတဲ့စောင့်ဖို့ကျမအမြဲတမ်းလက်ခံထားတဲ့အရာเนาะမလို့သူတွေမုန်းပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြားစဲရှင်တို့တွေလောင်မြိုက်ကြားစဲရှင်တို့တွေကျမကိုစောက်ဖောင်းထူကြားစဲ ရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကိုနာမည်ဖြက်လေးကျမရဲ့ဗီဒီယိုဖိုင်တွေဖြက်ညက်ကတ်လုပ်လေးကျမပို့ပြီးတော့နော်မြရွှေကိုပရံများလို့အယောင်ထွက်လိုက်ပြီဘာလို့လဲဆိုတော့ပညာရွှေအိုးဆိုလို့ခိုးလို့မရဘူးဗျာနော်မဘတူရဲ့ပညာရွှေအိုးကိုခင်ဗျားတို့လာခိုးလို့မရဘူးနော်ဆိုတော့နိုင်ငံရေးတုံးတက်တယ်ဆိုတာအဲ့ဒီလိုတုံးတက်ရတယ် နော်အခုမှနိုင်ငံရေးကိုလှေကြုံစီးပြီးနိုင်ငံရေးခွေးတိုးဘောက်ကဝင်လာပြီးကျမရဲ့ဗီဒီယိုခိုင်းတွေကိုဖြန့်ညက်ကန့်နဲ့ reaction ဆိုတဲ့ကောင်းစိတ်အောင်မှလုံမစားကြနဲ့နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပီလာတော့မယ်ဆိုတဲ့အနုကြည်ဝင်းကြီးစားစားတော့မှမတိဘူးအခုခမရတို့အနုကြည်ကိုအပြိုင်ဖွဲ့စည်းထားတဲ့ဦးကြည်မြင့်တို့အန္တရာယ်ဆိုရတဲ့တေလိုပဲဦးကြည်မြင့်နိုင်ငံရေးကျွမ်းကျင်သူစီးရေးနိုင်ငံရေးကျွမ်းကျင်လေလာသုံးသက်သူဦးတန်းဆိုးနိုင် တရုတ်အရေးချွမ်းကျင်သူဒေါက်တာလှကျော်စောအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘူကြီးဒေါ်မီမီဝင်းဘတ်နာမည်အကြီးကြီးဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြီးတုံတက်တဲ့အခါမှာစောက်တလွဲတွေပဲတုံတက်ကြတယ်သူတို့တုံတက်တာတခါမှမှန်တာမရှိဘူးအေးအဲ့ဒီလိုမှန်တာမရှိဘဲနဲ့စောက်တလွဲတွေတုံတက်နေလဲပဲရှက်ရကောင်းမှမသိဘူးအနည်းဆုံးဖြစ်စေလာရှိုးကိုပဲကြည့် တက်တုံညာနဲ့ကောဆိုရင်လည်းသူတို့တွေအများကြီးတုံးတက်လိုက်တာပဲခံမှန်လိုက်တာပဲ live show ကိုကိုကန်ကတင်လိုက်တော့လေအဲ့ဒီဦးတန်းစိုးနိုင်တို့ဦးကြည်မြင့်တို့ဒေါ်လှကျော်စောတို့ဒေါ်မီမီဝင်းပတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ်နော်အဲ့ဒီချိန်မှာသူတို့မွေးမှာသူတို့မြင်းလောက်ပဲရှိတယ်ကျွန်မမဟုတ်ဘူးမဟုတ်သေး live show နဲ့ပတ်သက်လို့ဘာတုံးတက်လဲ လာရှုကို2025မေလမတိုင်ခင်တော့မဟုတ်မေလကောင်မှာတက်မတော်ကပြန်ပြီးထိန်းချုပ်နိုင်လိမ့်မယ်လာရှုမှာပညာရေးနဲ့ကျန်းမာရေးခန္ဓာလည်းပက်လိမ့်မယ်လို့ကျွန်မသုံးသပ်ခဲ့တာအချိန်အောင်မလွဲစေရအောင်နော်အချိန်အောင်မလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာတော့မဟုတ်မေလအကောင်မှာလို့ကျွန်မပြောခဲ့တယ်ကျွန်မပြောသူလိုပဲမေလမတိုင်ခင်မှာလာရှုကိုကိုကန်ကတက်မတော်လက်ထဲပြန်ပေးပါတယ်ဆိုပြီးတော့ပရမဆုံးကြင်ညာတယ်မေလအကောင်မှာ နာဆာကအစိုးရရဲ့အုပ်ချုပ်ရေးရန်တရားတွေပြန်ပြီးလည်ပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကိုအဲ့ဒီလိုစည်ရင်းနိုင်ငံရေးကိုကြိုးပြီးသုံးသပ်နိုင်တဲ့အရေးချင်းမရှိရှာယိုးမရှိရှာမအယိုးမရှိသလိုနိုင်ငံရေးတိတ်ခါလည်းမရှိဘဲလူတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာယိုးမရှိဘဲအာတူပီလာနေပြီးလို့မနေ့ပြန်တော်လန်ရေးကအောင်နေပြီးလို့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ဆက်ပြီးတော့မိုက်လုံးမချင်းနဲ့ဆက်ပြီးတော့မမိုက်ကြနဲ့ ရှင်တို့တွေစစ်တပ်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်အာနာရှင်ကိုမကြိုက်ဘူးရှင်ဆင်အာနာရှင်ကိုရှင်တို့တွေတော်လှန်ခြင်းနဲ့ရတယ်လက်ရှိမှာစစ်တပ်ကတရားရဂိုင်းတို့ထိန်းချုပ်ထားတယ်တရားရဂိုင်းတို့အုပ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတို့ထိန်းချုပ်ထားတဲ့စစ်တပ်က25ရဂိုင်းတို့ပဲရလိမ့်မယ် ဒါကြောင့်မလို့အခုလက်ရှိတရားရဂိုင်းလုံးစစ်တပ်အုပ်ချုပ်နေတဲ့လမ်းအောက်မှာနေမလားစစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအတိမတ်ပြုပြီးမဲပေးပြီးတော့တရားရဂိုင်းလုံးယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂိုင်းလုံးကိုပြန်ယူမလားခမည်းတော်စဉ်းစားရမယ့်အချက်ဖြစ်တယ်